င်္ဂလာပါမိတ်ဆွေနောက်လေးချက်ရှင်ကလည်းကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့အသေးနှလုံးလို့တင်စားကြတဲ့ဗကံမာစီဒီပထိုးပေါင်း3000ညောင်းတည်ရှိနေပါတယ်ဖျားတိုင်းမှာတမိုင်းရှိတယ်ဖျားတိုင်းမှာတန်နာကြီးတွေရှိပါဒါပေမဲ့မြင်းကဘာကြီးကမှတည်ရှိနေတယ်ဖျားနှစုကတော့တခြားဖျားတွေနဲ့မတူတယ်ထူးခြားဆန်းကျင်မှုတွေပြည့်နှက်နေပါတယ်သူတို့ကတော့ကက်လျက်တည်ရှိနေပေမဲ့ပုံစံချင်းလုံးဝမတူတဲ့စိတ်ညံ့ညီမှဖျားနှစုပါပဲ ကြီးလိုက်ပါမိတ်ဆွေတစုကခိုင်ခန့်တဲ့ဇေဒီပုံစံတည်ငိမ့်နေနောက်တစုကတော့လှပရည်နဲ့ခြေတထားတဲ့ကုဖျားပုံစံဟာလာဟင်းလင်းဖြစ်နေပါဒါဟာညီမနှစ်ယောက်ရဲ့မတူညီတဲ့စိတ်နေစိတ်ထားကိုပြသနေသလိုပါပဲရှေးလူကြီးတွေရဲ့စကားအရဤဖျားနှစုရဲ့အောက်ခြေတံပိုးဖြတ်လို့မရနဲ့ပကံခိတ်ကယဒနာတွေရွှေတွေမြုပ်နှံထားတယ်လို့ဆိုကြပါတယ်ဒါကြောင့် KSSS လိုက်တူးသမားတွေရွှေရှားသမားတွေကဒီနေရာကိုမျက်စိကျခဲ့ကြဒါပေမဲ့ စိတ်ညံ့တိုက်ဆိုတာပကံမှာအကျဉ်းဆုံးတိုက်တွေတစ်ခုပါလောဘစိတ်နဲ့လာထီပါသူတိုင်းကိုမွေစိုးကြိုက်ခံရတာစိတ်ဖောက်ပြန်သွားတာအိမ်ပြန်ရောက်မှအကြောင်းမဲ့တိတ်ဆုံးသွားတာတွေကြုံရလေးရှိပါတယ်ဒီညီမနှစ်ယောက်ကဘာတူတွေလဲဘာကြောင့်သူတို့ကပြိုင်ဆိုင်ဖျားတဲ့ခင်ကြတာလဲသူတို့ရဲ့ရင်ထဲမှာဘလို့မနာလိုဝင်တုံမှုတွေမျက်ရည်တွေရှိနေခဲ့တာဒီနေ့မှာတော့ပကံခေရဲ့အလှပဆုံးလက်ရာတွေတိုင်းကတစ်ခုဖြစ်တယ်စိတ်ညံ့ညီမဖျားရဲ့နောက်ွယ်ကရာဇဝင်တဏ္ဍာရီနဲ့တဲထိတ်ရေပေါ့တိုက်ဇက်လန်းနေ စားမဆုံးတိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းကို73ရာစုပကံခင်းနောက်ပိုင်းကာလကနေစတင်ရအောင်ပါ။အဲ့ဒီအချိန်ကပကံပြည်ကြီးရစီပင်ဝါပြောမှုအထွတ်တိတ်ကိုရောက်နေတဲ့အချိန်ပါ။ ARD မြကန်းမေးမှာရွှေရဝင်းနေတဲ့စီဒီပထိုးတွေ၊စင်တွေ၊မြင်းတွေ၊ကုံတွေတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ဒီဇလန်းရဲ့အဓိကဇက်ဆောင်ကစိမ့်ညက်မိဖုရားပါပဲ။သူမဟာပကံပြင်းတစ်ပါးရဲ့ချစ်မြတ်လူရဆုံးမိမရတစ်ပါးဖြစ်ခဲ့တယ်လို့သမိုင်းပညာရှင်တချို့ကယူဆကြပါတယ် စိမ့်ညက်ဆိုတဲ့နာမည်ကသူမပိုင်ဆိုင်ခဲ့တယ်ဒါမှမဟုတ်သူမမွေးဖွားရာဇာတိမီစိမ့်ညက်ရွာကိုဆွဲပြူပြီးခေါ်ဝါရာဖြစ်နိုင်ပါတယ်သူမမှာညီမလေးတယောက်ရှိပါတယ်သူမကတီငိန်နဲ့ပါသာတရားကိုင်းဆိုင်နေညီမဖြစ်သူကတော့အလှပကြိုက်တယ်ပြိုင်ဆိုင်လူစိတ်ပြင်းထန်သူတို့ညီမနှစ်ယောက်ဟာနန်းတွင်းမှာကြီးပြင်းလာရင်မတိမတအားပြိုင်မှုရှိခဲ့ကြပါအကန့်ခေရဲ့ထုံးစံရကုသိုလ်ပြုတယ်ဆိုတာဘုံရက်တစ်ခုပါပဲဘယ်သူက ပိုလာတဲ့ဖရာကိုတဲနိုင်မလဲဘယ်သူကပိုကြီးရဲ့ဖရာကိုတဲနိုင်မလဲ ဒါဟာသူတို့ရဲ့ပြိုင်ဆိုင်မှုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့နန်းနွေဘဝကထင်သလောက်မချွမ်းမွေ့ခဲ့ပါဘူး။အကန့်ခဲနှောင်းပိုင်းကာလဆိုတော့အာနာလူဝဲတွေအလွန်ပြင်းထန်တဲ့အချိန်ပဲ။ဘရင်တပါးနဲ့ရွာဆန်းတာနဲ့နောက်တက်မဲ့မင်းလောင်းတွေကပြိုင်ဘက်မှန်တယ်များ။တုတ်တင်ရှင်းလင်းလေးရှိပါတယ်။ဒါဆိုရင်တချို့နဲ့တိုက်စာတွေရဲ့အဆိုရနန်းနွေမှာအာနာသိမ့်မှုတွေလှုပ်ကြံမှုတွေဖြစ်လာတဲ့အခါစိတ်ညက်ညီမှနှစ်ယောက်ဟာနန်းတော်ကလည်းတတ်လူပြီးထွက်ပြေးခဲ့ကြရပါတယ်။သူတို့ဟာတာမန်ရက်သူတွေလိုရုပ်ဖြတ်ပြီးမြို့ပြင်ကတောအုပ်တစ်ခုစီ ရှောင်တိန်ခဲ့ကြပါတယ်။ဒီနေရာမှာအရေးကြီးဆုံးချက်ချက်ရှိပါတယ်။သူတို့ထွက်ပြေးလာတဲ့အချိန်မှာသူတို့ပိုင်ဆိုင်ခဲ့တဲ့နန်းစဉ်ယန္တနာအမြောက်များကိုပါတိတ်တဆိတ်သဲဆောင်လာခဲ့ကြတယ်လို့ဆိုပါတယ်။ရွှေတွေကြောက်တံမရံများတွေမင်းခံမင်းနာပစ္စည်းတွေပေါ့။သူတို့ရောက်ရှိခိုးလုံတဲ့နေရာကတော့ခုဖျားနေထားတဲ့စိတ်ညံ့ရက်ပါ။သူတို့စဉ်းစားတယ်ဒီယတနာတွေကိုငါတို့ကိုယ်နဲ့မကွာထားရင်အန္တရာယ်ရှိနိုင်တယ်။တပုံတွေညများတွေရန်ကမလုံးကြုံနိုင်ဘူး။ဒါကြောင့်သူတို့ရဲ့ယတနာတွေကို ဘသူမှမယူရင်ရောဘသူမှမဖြက်စီးရဲရောဖရာဌာမနာဖြစ်ပြောင်းလဲပြီးမြုပ်နှံလိုက်ကိုဆုံးဖြတ်လိုက်ကြပါဒါကြောင့်စိညက်ဖရာနှစုဟာရိုးရိုးကုသိုလ်ပြုထားတာတသက်မဟုတ်ပါဘူးညီမနှစ်ယောက်နန်းတော်ကတည်လာတဲ့မရေမတွက်နိုင်တဲ့စီးစိမ်ဥစ္စာတွေလုံးချောင်းအောင်သိသိထားတယ်ဗန္နာတိုင်ကြီးတို့လည်းပြောလို့ရပါတယ်ဒါကြောင့်လည်းဒီဖရာမှတိုက်ကျန်းတဲ့ဥစ္စာဆောင်တွေရှိနေတယ်ပြောစမှန်ပြုကြတာပါဖရာတွေကိုဆုံးဖြတ်လိုက်ကြပြီသူတို့ညီမရဲ့အားပြိုင်မှုကတော့အပြီးဆုံးသေးပါ သူတို့ဟာနေရာခွဲပြီးမတည်ပဲဘေးကျင်းကဲ့ရဲ့တိဆောက်ခဲ့ကြပါအမဖြစ်သူကစိတ်ညံ့မှဖခင်ကိုတဲပါတယ်ဒါဟာခိုင်ခန့်တဲ့စေဒီမျိုးစားပါတွင်းထဲမှာခေါင်းပွားမပါဘူးပုတ်တွေကိုတစ်ချက်နဲ့တစ်ချက်ကြားလီမဝင်အောင်စီထားတယ်ရိုးရှင်းရှင်းနဲ့တည်ငြိမ်နေခန့်ညားတယ်ဒါဟာအမဖြစ်သူရဲ့စိတ်နေစိတ်ထားရိုးသားခြင်းနဲ့ခိုင်မာခြင်းကိုကိုးစားမိပါတယ်ညီမဖြစ်သူကတော့စိတ်ညံ့ညံ့မှဖခင်ကိုတဲပါတယ်ဒါကတော့ကူဖခင်မျိုးစားပါတွင်းထဲမှာလှိုင်ကောင်းနေပါတယ် ပြင်ပန်းမှာတော့အင်္ဂလိပ်ပန်းတော်လက်ရာတွေအများကြီးနဲ့လှဆင်ထားပါတယ်။အပေါ်မှာကုန်းတော်ပေါက်တွေနဲ့ရမ်းလှပပါတယ်။ဒါဟာညမဖြစ်သူရဲ့စိတ်နေစိတ်ထားလှပကြိုက်ခြင်းနဲ့ဟန်ပန်များခြင်းကိုကိုးစားပြုပါတယ်။ပါဇက်ရာဆိုရင်ညညမဖြစ်သူကအမကိုအမြဲတမ်းပြောလို့ရှိပါတယ်။အမဖះကရိုးလိုက်တာညမဖះကိုကြည့်ပါတယ်။ဘယ်လောက်လှလဲပေါ့။ဒါပေမဲ့အမကတော့ပြုံးပြီးပြင်ပြောခဲ့ပါတယ်။ညမလေးလှပဆိုတော့ပေါ်ရမှာပဲ။တွဲစိတ်ခိုင်ပါဖို့ကပုံပြီးရေးကြည့်ပါတယ်။ နှစ်ပေါင်း800ကျော်ကြာပြီးတဲ့အခါမှာတော့အမဖြစ်သူရဲ့စကားမှန်ကန်ကြောင်းတက်တည်ပြခဲ့ပါတယ်။ငလင်တွေလှုပ်တဲ့အခါအလားပါရည်တိဆောက်ထားတဲ့ညမဖခင်ကထိခိုက်မှုတွေရှိခဲ့ပေမယ့်ခိုင်မာတဲ့အမဖခင်ကတော့ကြက်ကြက်ခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့မိတ်ဆွေဒီနေရာမှာတမိုင်းမဟေလီတကူရှိနေပါတယ်။ရှားစဝင်းတနာယီထဲမှာသူတို့နှစ်ယောက်ပြိုင်တူတည်ခဲ့ကြတယ်လို့ဆိုပေမယ့်ခေတ်သစ်ရှေးဟောင်းသူတွေတနာပညာရှင်တွေကပိတုကလက်ရာတွေကိုလေးလာကြည့်တဲ့အခါမှာဖြေကတမျိုးထွက်နေပါတယ်။ပညာရှင်တွေကဒီလိုပြောကြပါတယ် မြန်မာဖျားရဲ့လက်ရကစရိလင်္ကာကပုံစံနေပါဝင်နေပြီစတ္တရာစုလက်ရတွေနဲ့ပိုပြီးစင်တူပါဆိုလိုတာကသူကပိုပြီးရှေးကြနေပါဒါပေမဲ့အမာဖျားရဲ့ဒီဇိုင်းကတော့7300ရာစုပကံခင်းနောက်ပိုင်းလက်ရတွေကိုတူနေပြန်ပါတယ်ဒါဆိုရင်ရာဇဝင်ကမှားနေတာလားဒါမှမဟုတ်ညီမဖြစ်သူကဖျားရင်တဲပြီလက်ပါလုံးလုံးနာမည်ကြီးနေတဲ့အချိန်ကြမှာအိမ်ပေါင်းများစွာကြာပြီးတဲ့အခါအမာဖြစ်သူဒါမှမဟုတ်ရင်နောက်တစ်ယောက်က ညီမဖျားကိုနိုင်ယူဖို့အတွက်ပြီးနာမှာပူကြီးတဲ့စီရီကြီးကိုတာတယ်လိုက်တာများလားကျောက်တုံးတွေကပြောတဲ့စကားနဲ့လူတွေပြောတဲ့စကားဘေယာကအမှန်တရားလဲဆိုတော့ကဒီနေ့တက်တီဘေးလီတခုပါအခုပကံဒေတာကနေကြဒီတို့ပြောစမှတ်ပြကြစိတ်ညက်တိုင်းအကြောင်းကိုပြောပြကြပါရှေးလူကြီးတွေပြောစကားရဒီဖျားနှစုကိုစောက်ရှောက်နေဥစ္စာဆောင်နေရှိတယ်လို့ဆိုပါတယ်သူတဖြင့်စိတ်ညက်ညီမဖျားရဲ့ပအဝင်ခြင်းပါရပဲရအောင် မျိုးသမီးရည်တန်းလို့လို့ငိုတန်းလို့လို့ကြားရတတ်တယ်။ခါတော့ကရွာနီး60ကလူတစုပါ။လောဘတက်ပြီးဒီဖျားမှတိုက်တူးကိုကြံစီကြပါလေ။လာပြီးညတညမှာသူတို့ကော်ပြားတွေပေါက်ပြားတွေယူပြီးတော့ဖျားဝင်းနဲ့ခိုးဝင်ကြ။မြေကြီးကိုစံတူးလိုက်တာနဲ့ထူးဆန်းတဲ့တန်းတွေစပြီးကြားရပါလေ။မြေကြီးရောက်ကနေမွေးတွန်းတန်းလို့လို့လေတိုးတန်းလို့လို့ကြားရပါလေ။သူတို့စတူးကြတယ်။ရုတ်တရက်တွင်းထဲကနေကြီးမားတဲ့မွေဟောင်ကြီးတစ်ကောင်ထွက်လာပြီ။ အပြင်းထောင်ကရမ်းမှုပါတယ်အဲ့ဒီမွေးကြီးရဲ့မျက်လုံးတွေကနီယောင်တောက်နေတယ်လို့ဆိုပါတယ်တိုက်တူးသမားတွေလှန်ပြီးထွက်ပြေးကြတယ်နောက်ရက်ဒီမှာအဲ့ဒီအဖွဲတွေကခေါင်းဆောင်ဖြစ်သူကြောင်းမဲ့ဖျားနာပြီးယူသွတ်သွားတယ်လို့ပြောစမှတ်ပြုတ်ကြပါသူယူနေတဲ့အချိန်မှာညီမလေးငါးပစ္စည်းတွေဖြူပါနဲ့ပြန်ပေးပါဆိုပြီးတော့ရောက်ရက်ခတ်အောင်အော်ဟစ်နေတယ်လို့ဆိုပါတယ်ဒါဟာတကယ်ပဲဥစ္စာဆောင်ရဲ့လက်ချက်လားဒါမဟုတ်ရင်ဂျပန်ခေတ်ရွှေအိုးဗီဒီယိုပေါ့ကျွန်တော်ပြောပြခဲ့သလိုရှေးအောင်ဌာပနာတိုက်ကြီးတွေကထွက်လာတယ် စိတ်ငွေတွေကြောင့်စိတ်အာရုံခြောက်ခြားသွားတာဘာပဲဖြစ်ဖြစ်စိတ်ညက်တိုက်ဆိုတာမထီရဲစရာနေရာကူဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ညမဖြစ်သူကတန်ဝေကရာသွားခဲ့ပါတယ်သူမရဲ့ဖခင်ကလှပေမဲ့အမဖခင်လောက်မခံခဲ့နိုင်အောင်တိလာရပါတယ်အမဖြစ်သူကတော့ဘာမှမပြောဘဲမြစ်တာထားမြင်ထားပါတယ်ဒါကြောင့်ဒီဖခင်နဲ့စုဟာကဲလျက်တည်ရှိနေတာပါညီမနှစ်ယောက်တန်တရားတစ်ယောက်လုံးတူတူရှိနေကြမယ်ဆိုတဲ့သစ္စာဆိုမှုတွေနဲ့ပေါ့ရပဲလာရအောင်မှာဒီဖခင်နဲ့စုကိုကြည်လိုက်တဆူကဒီငိမ့်စွာရှိနေပြီ နောက်တစ်စုကနှွဲ့နှဲ့နောင်နောင်နဲ့မိတွဲနေသလိုမြင်ရပါတယ်။အဲ့ဒီနေရာမှာတိတ်ဆိတ်စွာ ထိုင်နေကြည့်ပါ။လေတိုက်တဲ့အခါစိတ်ညက်ညီမှာဖရဲရဲ့လိုင်ကောင်းတွေတဲကနေဖြတ်သန်းသွားတဲ့လေတိုးတံဟာမိန်းကလေးတယောက်ကိုရှိုက်နေတဲ့တူတယ်လို့ခံစားရပါလိမ့်မယ်။ဒါဟာညမဖြစ်သူရဲ့နောင်နာမျက်ရည်တွေမြန်လာ။နှစ်ပေါင်း၈၀၀ကျော်ကြာခဲ့ပါပြီ။အကန်ခေကြီးလဲပြတ်သုံးသွားပြီ။ဘီရင်တွေမိဖရဲတွေသူရဲကောင်းတွေအားလုံးဟာလည်းမြေမှောက်ဖြစ်သွားကြပါပြီ။ ဒါပေမဲ့စိတ်ညက်ညီမှာဖះနှစ်စုကတော့မိုးတန်လေးတန်ငလင်းတန်တွေကိုကြက်ကြက်ခံပြီးဒီနေ့ထက်ဒီမမမမရက်တည်နေစေပါတို့ရဲ့အောက်ခြေမှာရွှေတွေငွေတွေတကယ်ရှိမရှိတော့ကျွန်တော်တို့မသိနိုင်ပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ဒီဖះနှစ်စုဟာမြန်မာနိုင်ငံအတွက်တန်ဖိုးဖြတ်လို့မရဘူးစစ်မှန်ဆုံးယန္တရာတွေဖြစ်နေပါပြီတို့ကကျွန်တော်တို့ကိုသင်ခန်းစာတွေပေးနေပါတယ်ရုပ်ဝတ္ထုပစ္စည်းတွေအလှပတွေပြိုင်ဆိုင်မှုတွေဆိုတာချိန်တိုင်းပျက်စီးသွားစမြဲပါပဲ ခိုင်မာတဲ့စိတ်ဓာတ်နဲ့တမိုင်းမွေနေတဲ့ကလားထာဝရတည်တတ်နေပါပါမိတ်ဆွေပကံကိုရောက်ရင်စိတ်ညံ့ညီမှဖះကိုဝင်ဖူးဖို့မမိပါဒါပေမဲ့တခုတတိပေးပါရစီဖះဖူးရုံပဲဖူးပါโอเคတချက်မြေကြီးတစ်ပွင့်တော့ကောက်မြူလာပါလေဘာဖြစ်လို့လဲဆိုရင်တော့ညီမညားမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေဒီနေ့ဒီဆောက်ရှောက်နေတော့မလို့ပါပကံဖျားရီထဲမှာမိတ်ဆွေချင်းစုဖျားကပဲဖျားလဲကွန်မန့်မှာရေးပေးသွားကြပါဦး။နောက်ထပ်စိတ်ဝင်စားချင်တာဗီဒီယိုတွေအတွက် knowledge ချင်းရှင်ကို subscribe လုပ်ထားပေးပါ။ ရှိရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။